ာဆုံးနေနဲ့အာမမဒေါ်သန်းသန်းကြီးပေါ့ပမခဒေါ်သန်းသန်းကြီးကိုကျွန်တော်အာအာမိကုန်လေးမိလို့ပါတယ်မမခင်ဗျာကျွန်တော်တို့စီကျူသူယောဂါကိုကုသရမယ်ဆိုရင်မနှစ်ပေါင်းများစွာစီကျူသူယောဂါဇောက်ချပြီးကုလာတဲ့ဆရာဝန်ကြီးတူနေနဲ့စီကျူသူယောဂါကောင်းအောင်ဘယ်လိုများကုပဲမမကျွန်တော်တို့ပြည်သူလူထုရောကျွန်တော်တက်ကောနည်းနည်းဆွေးနွေးပေးပါခင်ဗျာ thank you မအနေနဲ့တူးချိုသွေးချိုကိုအကောင်းဆုံးပေါ့နော်အကောင်းဆုံးဘယ်လိုကုမလဲပေါ့နော်ဆိုစွာဆရာကြီးပြောသလိုပေါ့နော်စီချိုသွေးချိုကုသားတဲ့နေရာမှာတကယ်အဓိကရည်ရွယ်ချက်ကတော့ကျမတို့လူနာတွေအသက်ရှည်မယ်နော်တတန်းပြည့်နေနိုင်ပြီးတော့နော်နောက်ဆက်တွဲယောဂါတွေကင်းဝေးမယ်နော်ဒီပြည်သီယောဂါမှမဝင်ပဲနဲ့နော်တတန်းပြည့်နေနိုင်ဖို့နော်ရည်ရွယ်ပါတယ်ဆိုတော့ကျမအနေနဲ့ကစီချိုသွေးချိုတွေကို ကောင်းဆုံးဘယ်လိုကုမလဲအကောင်းအောင်ဘယ်လိုကုမလဲအဲဆိုတော့ဒီအကောင်းဆုံးဆေးဆိုတာရှိသလားအကောင်းဆုံးဆေးတစ်ခွက်ဆိုတာခုထိမရှိပါဘူးเนาะဆေးအနေနဲ့လည်းမရှိသေးပါဘူးเนาะနီလာအနေနဲ့ကတော့ဒီခုထိရှာဖွေတုံးပဲเนาะအကောင်းဆုံးဖြစ်အောင်ဒီလူနာတူကစီချိုလူနာတူကအကောင်းဆုံးဖြစ်ခြင်းဒီတောက်တဲ့ဆေးတစ်ခုတည်းမကပဲเนาะသူတို့ရဲ့ဘဝမှာ နော်ပြုပြင်ပြောင်းလဲရမယ်နေထိုင်စားသောက်မှုတွေလည်းအလွန်အရေးကြီးပါတယ်လို့နော်ကျွန်မပြောလိုပါတယ်နော်ဆိုတော့ဒီမှာအစောဆုံးသိအောင်မလုပ်ပါလို့နော်ကျွန်မဒါစီချိုသွေးချိုအကောင်းဆုံးဖြစ်ဖို့ကနော်နောက်ကျသိတဲ့သူနဲ့အစောဆုံးသိတဲ့သူတွေကအများကြီးကွာပါတယ်နော်အများကြီးကွာတယ်ဘာလို့လဲဆိုတော့အစောဆုံးသိလေနော်သူတို့ရဲ့ရလကနောက်ဆုံးမှာအကောင်းဆုံးဖြစ်ပါတယ် ဆိုဒီနေရာမှာအစောဆုံးသိအောင်လူတိုင်းသိလို့ရလားဆိုတော့ကျမတို့စီဂျိုကเนาะယောဂလက္ခဏာနဲ့မလာဘူးเนาะယောဂရဲ့လက္ခဏာတွေမရှိဘူးเนาะရှိခဲ့ရင်လည်းတော်တော်လေးနောက်ကျเนาะတော်တော်လေးနောက်ကျတဲ့အတွက်ကြောင့်အဲဒီစောစောသိဖို့လိုတယ်เนาะဆိုဒီပုံလေးမှာကျမပြထားတာတော့เนาะဒီဒီချောင်းရည်တစ်ခုเนาะဒီ စီစင်းနေတဲ့ချောင်းတစ်ခုမှာเนาะမျောပါလာတဲ့အခါတော့စီးချိုကအချိုကာလမှာစတာပေါ့เนาะအချိုကာလမှာစတဲ့အခါဒါဒီအထုတ်ပြီးတော့လက်ပစ်ကူးနေတဲ့သူတွေရှိသလိုပဲเนาะဘာမှအာမထုတ်ပဲနဲ့เนาะဒီအตาလေးရေတာခိုးပြီးမျောပါလာတဲ့လူတွေလည်းရှိမယ်ပေါ့เนาะအဲ့လိုရှိတဲ့အခါကျတော့အချိုကာလကိုเนาะတဖြည်းဖြည်းကျော်သွားတာပေါ့เนาะကျော်သွားတယ်ကျော်သွားတဲ့အခါမှာအဲစီးချို အဲနော်ဒီပိုက်ကြီးကတော့စီချိုပေါ့နော်စီချိုတဲကိုအားဆိုင်ပြီးတော့နော်အားမထုတ်ပင်းနဲ့လေနော်ချောင်းခုန်နေတဲ့သူတွေကဟိုစီချိုတဲကိုဝင်သွားပါတယ်အဲ့ဒါကိုနော်အဲဒီထဲမှာစီချိုအချိုကနေပြီးတော့စီချိုတဲကိုမဝင်အောင်နော်အားဆိုင်ပြီးတော့နော်လက်ပစ်ကူးတာနော်ဒါစူးစမ်းအထုတ်နေမယ်ဆိုရင်နော်စီချိုမရောက်ပင်းနဲ့ကြော်သွားနိုင်မှာ ဖြစ်ပါတယ် ်ဆိုတော့စောစောတည်အောင်လုပ်ဖို့ကနော်ဒါအရေးကြီးပါတယ်အဲကျမတို့စောစောတည်ဖို့နော်ကျမတို့လူနာတွေကိုစောစောတည်အောင်နော်ညွန်ပြနိုင်တဲ့အချက်ကတော့စစ်ဆေးခြင်းပေါ့ဘသူတွေကိုစစ်ဆေးရမလဲဆိုတော့ဒီစည်းကြိုလူနာတွေရဲ့မိသားစုထဲမှာနော်ဒီသူရဲ့သားသမီးတွေညီကိုမောင်နှမတွေထဲမှာနော်ဒီခန္ဓာကိုယ်အဝလွန်ခြင်းရှိတဲ့သူတွေနော်အသက်30ကျော်တဲ့သူတွေ နော်ဂျာ respect တရှိတဲ့သူတွေပေါ့နော်သွေးတိုးတို့အစီများတဲ့သူတွေရှိရင်တော့ကျမတို့ဒါအစောကြီးစင့်တိုင်းပါလေနော်ဆိုစောစောစင့်ရင်စောစောတိပါမယ်မစင့်ရင်မတိပါဘူးလေနော်ဆိုတော့စောစောစောတိအောင်လုပ်ဖို့ကအရန်ရည်ကြီးတယ်စီးကျအကောင်းဆုံးဖြစ်ဖို့ကနော်ဒုတိယအချက်ကတော့နော်မိမိယောဂအကြောင်းမိမိတိဖို့လုပ်ရမယ်နော်မိမိယောဂကိုမိမိတိအောင်လုပ်ရမယ်ဆိုတော့ဒါ education ပေါ့ လူနာတွေကအများအဖြစ်တော့နော်ဆရာဝန်ပေးတဲ့ဈေးတွေတောက်မယ်အဲပြီးတော့နော်နေခြင်းတလို့နေမယ်ဆိုရင်မရပါဘူးနော်တကြောင်စီဂျိုအကောင်းဆုံးဖြစ်ဖို့ကဒါစီဂျိုတွေမှာကျမတို့စီဂျိုလူနာတွေကသူ့ယောဂသူတည်အောင် လုပ်ပေးဖို့လိုတယ်ဒါကြတဲ့လူနာတွေကတော့အလိုလိုတည်မှာမဟုတ်ပါဘူးကျမတို့ဒီကျမ်းမာရေးဝန်ထမ်းတွေကစီဂျိုကိုနော်ပညာပေးခြင်းလုပ်ဖို့လိုပါတယ်နော်တို့ပြင်လူနာတွေကလည်းကိုယ်ယောဂကိုတည်အောင် နော်အသိပညာဟိုရင်းပေါ့တိုးတက်အောင်လေ့လာဖို့လိုတယ်လေ့လာဖို့လိုတယ်အခုခေတ်ဆိုလို့ရှိရင်တော့နော်ဒီမီဒီယာခေတ်မှာဆိုရင်တော့အင်တာနက်တွေမှာလည်းအများကြီးအဖတ်ရှုလို့ရပါတယ်အဲလေ့လာလို့ရပါတယ်ကျမတို့စေကန်းတွေမှာလည်းပညာပေးခြင်းလုပ်ပါတယ်နော်အဲ့တော့ကိုစည်းဂျိုကိုတိဖို့လိုတဲ့အနေမှာနော်လူနာတွေကတော့ကိုစည်းဂျိုဘယ်လောက်ရှိရမလဲဆိုတာလည်းတိဖို့လိုတယ် ဒါတွေလည်းကျမတို့ကစီကန်းနေမှာပညာပေးပါတယ်နော်မနေ့စောရင်မှာဆိုရင်ဘယ်လောက်ရှိရမလဲ80မှ130ပေါ့နော်စာပြင်းဘယ်လောက်ရှိရမလဲ120 180 3လသွေးကြိုဆိုတာလည်းအလွန်ရေးကြည့်ပါတယ်ကျမတို့3လသွေးကြိုတာဒီ9ရာခိုင်နှုန်းအောက်မှာရှိဖို့လိုပါတယ်ဒါဒီကသူတေသနာအများကြီးလှုပ်ထားပါတယ်ကျမတို့ DCCT and UKBDS ဆိုဒီလေ့လာတဲ့နေရာမှာဒါဒီနံပါတ်တွေကိုထိန်းထားနိုင်တယ်ဆိုရင်နော်စီးကြို နောက်ဆက်တွဲယောဂတွေကိုကာကွယ်နိုင်ပြီးတော့သက်ရှင်มาဖြစ်ပါတယ်เนาะဒါကြောင့်ကိုယောဂကိုတည်ဖို့နံပါတ်1အရေးကြီးပါတယ်လို့เนาะပြောလို့ပါတယ်မိမိယောဂမိမိကစပြီးတော့ကုရမယ်မိမိပဲလုပ်ရမယ်ပေါ့ကျမတို့ရဲ့ကုထုံးကတကယ်တော့စေးပေးတာနဲ့စနေတာများပါတယ်ဒါစေးပေးတာလည်းအရေးကြီးပါတယ်ဒါပေမဲ့တကယ်အရေးကြီးတာကတော့အဲလူနာတွေကတော့เนาะ life size ဆိုတဲ့เนาะအကြောင်းအရာ life size ဆိုတဲ့ နော်စားတောက်နေထိုင်မှုပုံစံကိုပြုပြင် ပြောင်းလဲဖို့လိုပါတယ်နော်ဝါနေတဲ့သူကနော်ကိုယ်အလေးချိန်ကိုယ်အလေးချိန်ကိုလျှော့ပေးဖို့အလွန်ရေးကြီးပါတယ်နော်စီချိုကိုင်းကြီးတဲ့လူနေမှုပုံစံပေါ့ lifestyle ကိုပြောင်းလဲဖို့လည်းအရင်ရေးကြည့်ပါတယ်။နော်အစားတောက်ပြုပြင်ရမယ်ကိုယ်လည်းလှုပ်ရှားရမယ်ဒါတွေကဘယ်သူလုပ်ရမှာလဲဆိုတော့လူနာတွေကမိမိကိုယ်တိုင်ပဲလုပ်မှနော်ရပါမယ်နော်မိမိကိုယ်တိုင်မလုပ်ဘဲနဲ့သိရှိတဲ့နော် ဒီအကြောင်းအရာတွေသိတယ်လက်တွေ့မလုပ်ဘူးဆိုလို့ရှိရင်စီဂျိုကုသတာကျမတို့မအောင်မြင်နိုင်ပါဘူးနောက်တစ်ခုကဒီစေးပေးတာရဲ့နော်ကျမတို့စေးပေးတဲ့အခါနော်စေးတွေကိုမမှန်တောက်ပါတယ်ဒါပေမဲ့ကိုယ်စီဂျိုကိုကိုစောင့်ကြည့်ဖို့လိုပါတယ်စောင့်ကြည့်ဖို့လိုတဲ့အတွက်ကြောင့်နော်ဒီတိုင်းစေးတောက်ပြီးတော့ဒီတိုင်းဆရာဝန်ခေါ်တဲ့အခါပြန်လာတဲ့လို့ရှိရင်နော်ဒါ control ကောင်းမကောင်းပေါ့စီဂျိုထိန်းတာကောင်းမကောင်းကျမတို့မသိနိုင်ပါဘူးဒါကြောင့်လူနာတွေကလည်းเนาะစောင့်ကြည့်တဲ့နေရာမှာဒီလက်ထိပ်ဖောက်ပြီးတော့ဆရာဝန်ညွတ်တာကြားတဲ့အတိုင်းပုံမှန်စစ်ဆေးဖို့လိုတယ်ရတဲ့အဖြေကိုလည်းเนาะဒီစနစ်တကျမှတ်သားထားဖို့လိုတယ်ဒါပေမဲ့တချို့เนาะတချို့စီဂျိုထိန်းကောင်းတဲ့လူတွေကိုကြည့်လို့ရှင်အများဖြစ်တော့ဘယ်လိုတွေ့လဲဆိုတော့သူတို့ကเนาะကိုယ်အဖြေကိုကိုယ်စောင့်ကြည့်ပါတယ် အဖြေဘလောက်ရှိရမယ်ဥမာ200မကျော်ရအောင်180မကျော်အောင်ဆိုကျော်သွားရင် तू ဘာစားလို့ဒီလိုတက်တာလဲဘာကြောင့်ဒီလိုလောက်တာလဲနော်အဲဘာ action ပေါ့နော်လှုပ်ရှားမှုလှုပ်လိုက်ရင်စီချိုကျသွားတာသူတို့လေးလာလို့ရတယ်နော်အစားတောက်မှားတဲ့အခါကြလို့ရှိရင်စီချိုများသွားတာလဲသူတို့လေးလေးလာတင်ပါနော်အဲ့တော့ဘာလို့ရင်ဘလောက်များပါတယ်ဘာလို့အဲ့ဒါကိုသူတို့ရဲ့ life style ပေါ့သူတို့ရဲ့စားတောက်နေထိုင်မှု ပုံစံသူတို့ဒီစောင့်ကြည့်ရင်းနဲ့ပဲပြင်သွားနိုင်ပါတယ်လို့เนาะဒါကြောင့်ဒါအရေးကြီးပါတယ်လူရေးကြီးတယ်เนาะနောက်တစ်ခုကတော့တချို့ကတော့စီချိုကုပါတယ်ဒီတိုင်းပဲဆေးတောက်ပြီးတော့အိမ်မှာစီချိုဖြစ်ပြီးဆိုရင်မဲဖော်မီလေးတောက်နေတယ်ဟိုဒီမော့တငယ်ချင်းတွေပေးတဲ့ဆေးတွေเนาะသူလိုက်တောက်တယ်သူများတောက်တာလိုက်တောက်တယ်เนาะအဲနောက်ဟိုဒီမော့ဒီမမမလို့ပေါ့เนาะဆိုကျမတို့ကဒါလူနာတွေအကောင်းဆုံးဖြစ်ချင်တော့เนาะဒီ တွန်းကျင်တဲ့ဆရာဝန်တွေပြပါเนาะပြတဲ့ခါကြားလို့ရှင်အဲဒီစီချိုဆိုတာစီချိုတစ်ခုတည်းမကဘူးပေါ့เนาะသူ့ရဲ့နောက်ဆက်တွဲတွေနဲ့အတူတကွရှိနေတတ်ပါတယ်เนาะကျမတို့ဆေးကုတဲ့ခါကြရင်စီချိုထိန်းတာအပြင်နောက်ဆက်တွဲယောဂတွေကိုလည်းအစောဆုံးသိဖို့လိုတယ်ဒါကြောင့်လည်းကျမတို့ကလည်းနှစ်စင်ပေါ့เนาะဒီစီချိုစသတဲ့အချိန်မှတစ်ချိန်နှစ်စင်ပေါ့เนาะနှစ်စင်ပြန်ပြီးတော့တစ်နှစ်ပြည့်ကချက်ကပ်အနေနဲ့လုပ်ပြီးတော့ဒါဒီနောက်ဆက်တွဲယောဂတွေကို စစ်ပါတယ်နော်ဒီအဲ့ဒါတော့ဘာတွေစစ်ကြလဲဆိုတော့ကျမတို့နော်မျက်ဒီဟိုရင်းစစ်ပါတယ်ကြောက်ကတ်တွေကောင်းမကောင်းစစ်ပါတယ်နှလုံးကောင်းမကောင်းစစ်ပါတယ်နောက်တစ်ခုကတခြားမျက်စိမျက်စိကောင်းမကောင်းနော်ဒီအာယုံရောတွေကောင်းမကောင်းလဲစစ်ပါတယ်တွေးတွေးအစီတွေလဲစစ်ပါတယ်ဒါဒါတွေကစီးကျူသမားတယောက်ကနာနှစ်စင်စစ်ဖို့လိုတယ်အများရန်စင့်နေဖို့လိုတယ်ဒါတွေလည်းအများရန်နော်နောက်ဆက်တွဲတွေကိုရှာဖွေဖို့လိုတယ် နောက်စီးကြိုရှိတဲ့သူကတော့နော်ကျမတို့တချို့လူနာတွေကိုဒါပြောလိုပါတယ်တချို့ကတော့စီးကြိုရှိရင်နေမကောင်းမှပဲဆရာကိုပြရတယ်လို့သူတချို့ကထင်ပါတယ်နေကောင်းနေတဲ့လူနာတချို့ကတော့နေကောင်းနေတယ်ဘာမှဆရာဝန်တော့ပြရဆရာမလို့နော်ဒီတိုင်းပဲဆေးတောက်နေတယ်သူတို့တောက်နေတာမေးကြည့်ရင်တော့မက်ဖော်မင်အဲမနေ့တလုံးညနေတလုံးဒါပဲတောက်တယ်ဆန်းလည်းမဆန်းဘူးဆိုတော့စီးကြိုမှာဝေဒနာမရှိတော့သူနေကောင်းနေပါတယ် နော်ညီကောင်းနေတဲ့အတွက်ကြောင့်သူတို့ကဆရာဝန်လည်းမပြပါဘူးနော်ဒီဟာလေးအလေးအချင်းကိုကျမညီကောင်းနေရင်ဆရာဝန်မပြရဘူးဆိုတော့နော်အယူဆလေးကိုလည်းကျမဒီမှာနော်ပယ်ဖျက်ဖို့ပြောပြလိုပါတယ်နော်စီချိုရှိသူတွေကနေမကောင်းမှပြန်ဝင်ပြရမယ်မဟုတ်ပဲနေကောင်းတော့လည်းအမြဲပြရချိန်တိုင်းပြဖို့လိုပါတယ်เนาะဒါအမြဲတမ်းပြနေတော့ကောင်းနေစီချိုကောင်းနေသုံးလတခါမကောင်းတော့ရင်တော့ မကောင်းလို့ရှိရင်တော့ဒီတဲ့ဆောပြီးပြပါတယ်တချို့ကအရန်ကောင်းနေဆိုရင်တော့6လတခါပေါ့နော်ဆိုဆရာဝန်မှန်မှန်ပြဖို့ဒီမှာတိုက်တွန်းလိုပါတယ်လို့နော်နောက်တခါစင်းညွန်ကြတဲ့ခါကျရင်အမှန်နော်တချို့ကစင်းညွန်ကြတဲ့အတိုင်းမတောက်တာရှိတယ်စင်းညွန်ကြတဲ့အတိုင်းမှန်မှန်တောက်လို့လိုပါတယ်နော်စေဝါတွေကနော်ပုံမှန်တောက်မယ်လိုအပ်လို့လို့စေးပြန်ညှိဖို့လိုတယ်ဆိုစေဝါဆိုတော့ဒီမှာတော့နော်မဖော်ပြပေမဲ့ကျမတို့စီးကျိုးစေးတွေမှာဆိုအမျိုးမျိုးရှိပါတယ် နော်တချို့ဆေးတွေကတော့ဒီ metformin တို့နော်တခြားဆေးတွေပေါ့နော်ဒီဆေးတဲ့မှာကျမတို့ insulin ကိုသွားထည့်မြက်အောင်ပေါ့နော်ပြုပြင်ပေးတဲ့ဒါလုပ်ငန်းလုပ်ပါတယ်တချို့ဆေးတွေကတော့ insulin pancreas ကနေပြီးတော့မုတ်ချိုအိတ်ကနေပြီးတော့ insulin ထွက်အောင်များများထွက်အောင်တွန်းထုတ်တဲ့ဆေးတွေရှိပါတယ်နော်တချို့ဆေးတွေကတော့ဒီ serial serial နေပေါ့နော်ကျမတို့ကြောက်ကတ်တွေကနေ serial နေ ီပိုပိုရှန်နေတဲ့တရားဓာတ်တွေကိုဆွန့်ထုတ်တဲ့ဆေးအသစ်တွေလည်းရှိပါတယ်เนาะတချို့ဆေးတွေကတော့เนาะဒီဟိုတင်းပေါ့အင်ဆူလင်ပေါ့เนาะအင်ဆူလင်ဆိုတော့ဒီဆေးအမျိုးစုံပေါ့ဆရာဝန်တွေညွှန်ကြားတဲ့ခါကြလို့ရှင်เนาะတိကျမှန်ကန်စွာတောက်ပါအင်ဆူလင်ကိုလည်းမမှန်ထိုးပါเนาะဆေးထိုးနည်းစနစ်တွေကိုလည်းမမှန်လုပ်ပါလို့เนาะစစ်မှတ်တိုက်တွန်းလိုပါတယ်เนาะနောက်ဆုံးတစ်ခုကတော့အေးဝအောင်เนาะလူနာတွေကအိတ်ချင်းနဲ့ နော်စီဂျိုပေါ့နော်အဲ့ဒါလည်းအရေးကြီးပါတယ်အဲ့တော့အရေးဝအောင်လည်းအိပ်ဖို့လိုပါတယ်အရေးမဝရင်စီဂျိုသွေးဂျိုတွေလည်းမမှန်ကန်တာရှိပါတယ်နော်အဲနောက်ဆုံးတော့အဲစိတ်ကိုပျော်အောင်နေပါ စိတ်ပိုင်းပေါ့နော်စိတ်ပိုင်းကနော်ကျမတို့စီဂျိုလူနာတွေကနော်စီဂျိုမှန်းသိတဲ့အခါကြလို့ရှင်နော်စိတ်အမျိုးမျိုးပြောင်းလဲတာရှိပါတယ်တချို့ကတော့စီဂျိုတည်တာနဲ့စိုးရိမ်ပါတယ်အလွန်ရမ်းစိုးရိမ်တဲ့အခါကြလို့ရှင်သူတို့စိတ်ပိုင်းဆိုင်ရာ เนาะซูยิงเซ็งมาပြီးတော့အိတ်မပြောတာเนาะအရာရာမှာသူကซูยิงနေတဲ့အတွက်ကြောင့်ဒီနေမပြောတာရှိနိုင်တယ်လို့ပဲတချို့ကတော့ဘာမှဂယုမဆိုင်ပဲနဲ့မซูยิงဘူးဆိုလဲမကောင်းပါဘူးဒါကြောင့်ကျမတို့လူနာတွေကซูยิงစိတ်လေးတော့เนาะဘာဖြစ်မဲနောက်ကျရင်ဘာဖြစ်တတ်လဲဒါလေးတွေကျမတို့သိအောင်ပြောပါတယ်အဲ့ဒီခါကျတော့လူနာတွေကနည်းနည်းซูยิงစိတ်လေးနည်းနည်းရှိလာတယ်အဲ့ဒါကလည်းသူတို့ရဲ့ကောင်းအောင်လုပ်ဖို့တွန်းအားပေးတဲ့အတွက်ကြောင့် အဆွင့်စိမ့်နည်းနည်းရှိတာတော့ကောင်းပါတယ်ဒါကောင်းပြုပြင်တာပြောင်းလဲတာဖြစ်စေပါတယ်เนาะတချို့ကတော့ depression ပေါ့စိတ်ဓာတ်ကျတာเนาะစိတ်ဓာတ်တွေကျတတ်ပါတယ်เนาะဒါကြောင့်ဒါစိတ်တွေကိုလည်းအမျိုးမျိုးเนาะစိတ်ဓာတ်ကျတာရောကျမတို့เนาะကျမရေးဝန်တန်းတွေဆရာဝန်တွေကလည်းလူနာတွေစိတ်ဓာတ်ကျအောင်เนาะအားပေးဖို့လည်းလိုပါတယ်ဒါကြောင့်ကျမတို့စီချိုကိုเนาะအကောင်းဆုံးကုတဲ့နေရာမှာ ဆိုလို့ရှိရင်ဒါအချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒါအစောဆုံးစပြီးတော့တည်တယ်ဆိုရင်အစောဆုံးထိရောက်အောင်ကုမယ်အစောဆုံးထိရောက်အောင်ကုတဲ့နေရာမှာကိုယ်တိုင်လည်းပါဝင်ရမယ်ကျမတို့ဆရာဝန်တွေကိုလည်းမှန်ကန်စွာ ပြမယ်မှန်မှန်ပြမယ်နော်ဆရာဝန်ညွှန်ကြားတဲ့စည်းတင်တဲ့နော်အဲဒီတေချာကုမယ်ပေါ့နော်နောက်ပြီးတော့ဒီ follow up ပေါ်ပြန်လာပြီးတော့ဒီနောက်ဆက်တွဲယောဂတွေကိုလည်းအမြဲတမ်းစစ်ဆေးနေမယ်ဆိုရင် ကျွန်မတို့ချို့လူနာတွေဆိုနှစ်ပေါင်း30ကျော်လောက်เนาะစီးချိုဖြစ်ပြီးတော့နှစ်ပေါင်း30ကျော်လောက်ဘာနောက်ဆက်တွဲတစ်ခုမှမဖြစ်ပဲနဲ့အကောင့်ပကတိရှိတာတွေလည်းတကယ်လက်တွေ့ရှိပါတယ်เนาะဒါကြောင့်ဒါစီးချိုကเนาะကောင်းအောင်ကုပြီးတော့เนาะလူတွေအသက်ရှည်ပြီးတော့နောက်ဆက်တွဲယောဂါတွေကင်းပျော်ရှင်အပျော်ရှင်တဲ့ဘဝပေါ့เนาะကျမ်းမာရေးကျမ်းမာပျော်ရှင်တဲ့ဘဝမှာကျမတို့ ီ physical ပေါ့လူခန္ဓာကိုကျမ်းမာရေးအပြင်နော်စိတ်ချမ်းသာစိတ်ကျမ်းမာရေးနော်စိတ်ချမ်းသာရေးနောက်တစ်ခုက social ပေါ့ social ဘိုင်းကလည်းဘိုင်းမှာလည်းနှူးမှုရေးဘိုင်းပေါ့စီးပွားရေးဘိုင်းမှာလည်းအလုံးနော်အဆင်ပြေပြီးကျမ်းမာတဲ့စီးချိုလူနာတွေဖြစ်ဖို့ဒီစနစ်ကိုဒါတော့လိုက်လာမယ်ဆိုရင်နော်ရောက်ရှိနိုင်မယ်လို့ကျွန်မပြောကြားလိုပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့စီးချိုသူယူ ယောဂကိုမဖြစ်ခင်ကတည်းကစပြီးတော့စောစောတိအောင်ရှာပြီးတော့နောက်ယောဂကိုဘယ်လိုလိုက်နာမယ်ဆိုတဲ့အချက်တွေပေါ့နော်ယူဝါဖြင့်ခြုံပြီးတော့အာပြောပြသွားပြီးတဲ့ဇမကြီးဒေါ်သန်းကြီးပေါမကဒေါ်သန်းကြီးကိုကျွန်တော်တို့အတူပဲကျေးဇူးတင်ပါတယ်